မင်္ဂလာပါဒီအသီးလေးတွေကတော့တင်မောစီပြူသီလို့ခေါ်ပါတယ်အခေါ်ဝေါ်ကွဲလွဲနိုင်ပါတယ်ရှင်နဲ့ဆေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အိတ်ထဲကိုပြန်ထည့်ပြီးတော့ရေခဲတစ်တာရဲ့အခဲတက်ထဲမှာကျွန်တော်တို့တညာအိတ်ထားရပါမယ်ဒါရေခဲတစ်တာထဲမှာတညာအိတ်ထားထားတဲ့ခဲသွားတဲ့အသီးပုံစံလေးပါအဲ့ဒါကိုကျွန်တော်တို့ရေနဲ့ပြန်ဆေးပေးရပါမယ်ခဲနေတဲ့အသီးလေးတွေကိုရေနဲ့ပြန်ဆေးပြီးသွားရင်အသီးလေးတွေကအီအီလေးတွေဖြစ်သွားပြီးတော့အတွင်းထဲမှာရှိနေတဲ့ရေတွေကိုကျွန်တော်တို့ညှစ်ထုတ်ပေးရပါမယ်မညှစ်ထုတ်လို့လုံးဝမရပါဘူး ဒါကတော့အသီးလေးလေးကိုကျွန်တော်ရေညှစ်ထုတ်ထားတာပါ။တကြားအညိုကိုကျွန်တော်အသုံးပြုထားပါတယ်။ရေကိုလည်းစားတူထည့်သွားပေးပါ။တကြားအညိုရောင်ကိုသုံးပေးခြင်းကကျွန်တော်တို့အရောင်အတွက်အရန်ကြီးကိုအထောက်အကူဖြစ်စေပါတယ်။တကြားကိုတော့ကျွန်တော်900ဂရမ်လောက်ထည့်ထားပါတယ်။စားထည့်ပေးပါ။ရေကိုလည်းအဲ့ပကံလုံးအတိုင်းစားတူထည့်သွားပေးပါ။တကြားတွေပျော်ပြီးစူလာပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့အသီးလေးကိုထည့်သွားပေးပါအသီးကိုယူထိုးနေတဲ့အချိန်မှာအောက်ကနေမီလုံးဝများလို့မရပါဘူး မီးကိုအ ਨੇ ဆုံးထည့်သွားပေးပါကျွန်တော်တို့မကြခဏမှွေပေးနေရပါမယ်မီးအ ਨੇ ဆုံးနဲ့ဒီလိုအယောင်ပြောင်းသွားပြီဆိုရင်ကျွန်တော်တို့မီးခဏပိတ်ပေးပါဒါကျွန်တော်မိပိတ်ထားတဲ့အယောင်ရဲ့အသီးလေးပါကျွန်တော်တို့အသီးအစပြီးအယောင်ပြောင်းပြီးဆိုတာနဲ့ကျွန်တော်တို့ခဏမိပိတ်ပေးရပါမယ်မဟုတ်ရင်ကျွန်တော်တို့ရဲ့အသီးလေးတွေကတူးသွားနိုင်ပါတယ်ဒါကတော့ကျွန်တော်နောက်ဆုံးထည့်ထားတာကောစားငံသီးအမှုတ်ဖြစ်ပါတယ် စားငန်ဒီအမှုထည့်ပေးခြင်းအားကျွန်တော်တို့ရဲ့အသီးရဲ့အရသာကိုပို့ပြီးအရသာရှိစေပါတယ်။အောက်ကနေမီးအနည်းဆုံးလေးနဲ့မြင်းမြင်းလေးပြန်ထားပေးပါ။စားငန်ဒီအမှုတွေပျော်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အသီးပေါင်းလေးကရသွားပါပြီ။အသီးလေးတွေပေါင်းစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ပြထားသလိုပဲရေခဲတိတ္တာထဲမှာတညစိန်မှာအသီးရဣသွားပြီးတော့ကျွန်တော်တို့ယူထိုးတဲ့အခါမှာအတွင်းထဲကိုအရသာတွေဝင်မှာပဲဖြစ်ပါတယ်။အဓိကကတော့အဲ့နေရာ